မော်ဆရာရဲ့ကူထဲမှာပစ္စည်းတွေကို စစ်ဆေးနေတော့ရုတ်တရက်ကူတကားပိတ်သွားပြီးကူထဲမှာမဲမှောင်တဲ့အရေးတစ်ခုပေါ်လာတယ်အဲ့ဒီအရေးကဖြစ်ဖြစ်ချင်း လူပုံတရံပြောင်းသွားပြီး မော်ဆရာတယောက်အဖြစ်ပေါ်လာခဲ့တယ်မော်ဆရာဟာဒေါသတကြီးနဲ့သူတို့ကိုကြည့်ပြီးမင်းတို့ငါရဲ့ကူထဲကိုဘယ်လိုဝင်လာတာလဲလို့မေးလိုက်တယ် ကိုအောင်ကငါတို့မင်းရဲ့မကောင်းတဲ့မှော်ပညာတွေကိုဖျက်ဆီးဖို့လာတာလို့ပြန်ဖြေလိုက်တယ်။မှော်စရာဟာရှင်မော်ပြီးမင်းတို့ကငါ့ကိုအနိုင်ယူမယ်လို့ထင်နေတာလား။သူတို့ဟာမှော်စရာကိုတိုက်ခိုက်ဖို့ပြင်ဆင်လိုက်ကြတယ်။မှော်စရာဟာ သူ့ရဲ့မှော်ဒုတ်ကို အသုံးပြုပြီးမှော်ပညာတွေကိုအသုံးပြုခဲ့တယ်။ ခုထဲမှာမီးလုံးတွေပေါ်လာပြီးသူတို့ကိုတိုက်ခိုက်ခဲ့တယ်။သူတို့ဟာမော့ဆရာရဲ့မော့ပညာတွေကိုရှောင်ရှားပြီးမော့စာလုံးတွေကိုအသုံးပြုပြီးတိုက်ခိုက်ခဲ့ကြတယ်။တိုက်ပွဲဟာပြင်းထန်ပြီးကြောက်မက်ပွဲကောင်းလာတယ်။မော့ဆရာဟာအစွမ်းထက်တဲ့မော့ပညာတွေကိုအသုံးပြုပြီးသူတို့ကိုအနိုင်ယူဖို့စူးစမ်းခဲ့တယ်။ဒါပေမဲ့သူတို့တွေဟာ ဇွဲမလျှော့ပဲနဲ့မှော့စာလုံးတွေကိုအသုံးပြုပြီးတော့မှော့ဆရာကြီးကိုပြန်တိုက်ခိုက်ခဲ့ကြတယ်